မင်္ဂလာပါရှင်။ဘာမခဲ့တဲ့တရင်ဌာနမှာကျူဆူလိုက်ပါရရှင်။ယခုချိန်မှစပြီးဇွန်လ23ရက်မနက်ပိုင်းစိတ်ဝင်စားဝေးတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတရင်နေနဲ့လူလူကောင်းဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ပန်းတပိနဲ့အင်ကြီးပြလှူရှာမှုတွေပြည်သူအလုံးပူပေါင်းပါဝင်ကြရန် GSCB တောင်းဆိုဆိုတဲ့တရင်မျိုးဖြစ်ပါရရှင်။ လူလူကောင်းဆောင်တောင်ဆန်စုကြည်အသက်80ပြည့်မွေးနေ့ပန်းသပိတ်နဲ့အင်ကြီးပြလှူရှာမှုတွင်ပြည်သူအလုံးပိုးပေါင်းပါဝင်ကြရန်အထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရင်အင်အားစု General Strike Coordination Body GSCB ကတိုက်တွန်းတောင်းဆိုလိုက်သည်ဆွန်လ19ရက်နေ့သည်လူလူကောင်းဆောင်တောင်ဆန်စုကြည်အသက်80ပြည့်မွေးနေ့ရမျက်ဖြစ်ပြီးတောင်ဆန်စုကြည်နှင့်တမရာကြီးဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားစုစုပေါင်း2222ဦးကိုအရမချုံနောက်ဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်ကြောင်းသိရသည် ပထမလှူရှာမှုအနေဖြင့်လူလူကောင်းဆောင်တော်ဆန်းစုကြည်မွေးနေ့တွင်ပန်တပိတ်လှူရှာခြင်းနှင့်နင်းစီနီအပောင်ဝင်လလန်းမိယပန်များကိုဖျားပန်တင်ခြင်းစံကေတာတွင်အမျက်တနိုးပန်စင်သည်အလားပန်ဟုထိုးခြင်းအပြန်အလှန်ပန်လက်ဆောင်ပေးခြင်းအွန်လိုင်းမှတင်ခြင်းမြေပြင်တွင်လည်းပန်တပိတ်လှူထုလှူရှာမှုများကိုလုံခြုံရေးအသည့်သတိအပြည့်နှင့်ဖော်ဆောင်သွားကြရန်တိုက်တွန်းထားသည်ဒုတိယလှူရှာမှုအဖြစ်လူလူနှင့်ရှင်နေပြီးသားဖြစ်သောအင်ကြီးပြလှူရှာမှု Blue Shirt Campaign ပါလို့ပြုလုပ်ရန်ဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ရည်ရွယ်သော ိမ်ကြီးအပြားပစိုးအပြားပေါင်းမီအပြားအုတ်ထုပ်အပြားအစရှိသောအပြားရန်ဝက်ဆာအသုံးဆောင်များကိုဝက်ဆက်အသုံးပြုကြရန်တိုက်တွန်းထားသည်အဆိုပါလှူရှာမှုနှစ်ခုကိုရှေ့ရတာဖော်ဆောင်သွားမည်ဖြစ်ပြီးစွန်လ14ရက်နေ့မှစတင်က21ရက်နေ့အထိစုစုပေါင်းရှေ့ရတာပြုလုပ်မည်ဖြစ်ကြောင်းအရမပန်စီခံနိုင်ရသောမွေးနေ့ရှင်လူလူကောင်းဆောင်တောင်းဆန်စုကြည်နေတကားနိုင်ငံရေးအကျဉ်းသားများအလုံးလွတ်မြောက်ရေးမှသည်မြန်မာပြည်တပြည်လုံးအာဏာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ရေးအတွက်ပြင်ပြခိုင်မာတဲ့စိတ်ဓာတ်နဲ့ညီညာဆွေးနွေးအတူဆက်လိုက်တိုက်ပွဲဝင်ကြရန်ကြိုးစား င်စီဘီကတောင်းဆိုထားသည် ဒီလိုရှာဖို့ပေါ်ဆောင်ခြင်းကတော့ဆန်းစုကြည်ရဲ့နှစ်80မျိုးနေကြာရောက်တာလေးဖြစ်တယ်။အဲဒီမျိုးနေအထိမ်းမန်းနဲ့အတူလူလူကောင်းဆောင်တူရဲ့မျိုးနေနဲ့ချိတ်ဆက်ပြီးတော့ပြည်သူတွေအခက်အခဲကြုံလာနိုင်တဲ့အတူယုံရွေးကောက်ပွဲကိစ္စအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေးချိတ်ဆက်ပြီးတော့ပေါ်ဆောင်တာပေါ့။ဒီပန်းသပိတ်ဆိုတာလေလူလူကောင်းဆောင်နဲ့တွဲမြင်မိတာဖြစ်တယ်။ Blue Shirt Campaign ကြတော့မတရားအကျဉ်းချခံနိုင်ရတဲ့လူလူကောင်းဆောင်နဲ့နိုင်ငံရေးကောင်းဆောင်တွေတခြားတော်လှန်ပြည်သူတွေကိုလည်းချွန်းချက်မရှိအ мян ပြန်လို့ရေးပေးရေးဆိုတဲ့အလုံးကိုချိတ်ဆက်ပြီးတော့ပေါ်ဆောင်တာဖြစ်ပါတယ်ဟုအထွေထွေသပိတ် ောက်ဆက်ညီနိုင်ရေးအင်အားစု General Strike Coordination Body GSCB မှတောင်းရှိသူတို့ကပြောဆိုသည်ဆလဘီရေဦးမြို့ပေါ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာနှင့်စစ်စည်းရေးခိတ်များကို၃ရက်ဆက်ဒရုန်းဖြင့်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၂ဦးသေဆုံးဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရေဦးမြို့ပေါ်ရှိအစံဘက်စစ်တပ်ထိုင်းချတပ်ဆွဲထားသောနေရာနှင့်စစ်စည်းရေးခိတ်များကို၃ရက်ဆက်ဒရုန်းဖြင့်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်း YFC မှာတောင်းရှိသူတို့ကရှန်ကုန်ခေတ်တည်ထွင်ဌာနထံသို့ပြောဆိုသည်ဆွန်လာ6ရက်နေ့နနက်09:30မိနစ်ခန့်တွင်ရေဦးမြို့တောင်ဘက်ထွက်ရှိကြဘူးအဝိုင်းစစ်စီရေးကိတ်တွင်ရောက်ရှိနေသောချမ်းဘက်စစ်ကောင်းစီတပ်သားအင်အား3ဦးကိုဖေဝေးများဖြင့်ပုံသေးသုံးလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းရင်းနေတွင်ညနေ6:20မိနစ်ခန့်တွင်ရေဦးမြို့ပေါ်ရှိအချမ်းဘက်စစ်ကောင်းစီတပ်သားများတပ်ဆွဲထားသောကြဘူးအဝိုင်းကိတ်နှင့်တိုင်းရင်စေယုံကိုပုံသေးနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည် ဇွန်လ9ရက်နေ့နနက်ပိုင်းတွင်ရေဦးမြို့အနောက်အထွက်ရှိကော်ဝီပန်းချံစစ်စီရေကိတ်ကိုရောက်ရှိနေသောချမ်းပတ်စစ်ကောင်စီတပ်သားခန့်မှန်း35ဦးခန့်ကိုလေတုံးလင်းတပ်ဖွဲ့များဒရုန်းဖြင့်ပုံသည့်သုံးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းအလားတူဇွန်လ10ရက်နေ့နနက်ပိုင်းတွင်ရေဦးမြို့မကြီတော်စာတင်ကျောင်းတွင်စစ်မှုထမ်းအစည်းအဝေးပြုလုပ်နေသောချမ်းပတ်စစ်ကောင်စီတပ်သားများကိုလေဒရုန်းဖြင့်ပုံသည့်နှလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်ထို၃ရက်ဆက်တိုက်ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုအတွင်ချမ်းပတ်စစ်ကောင်စီဘက်မှစစ်သားတို့သေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီး အကြံဖက်စစ်ကောင်စီဘက်မှလက်နက်ကြီးလေးလုံးပြန်လည်ပစ်ခတ်ခဲ့တော်လဲတော်လိုင်းရှဲပေါ်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။ခုနှစ်ရက်နေနဲ့ကဒဏ်ရာရသွားတဲ့ဆဲအုပ်စုတွေကနှစ်ကောင်သေးတာတခြားဟာတွေကတော့ထိခိုက်သေးဆုံးမှုအခြေအနေကိုစုံစမ်းလို့မရသေးဘူး။နှစ်ကောင်သေးပြီးဒဏ်ရာရသူများတွေလို့ပဲစုံစမ်းသိရှိရတယ်။ဇန်နဝါရီတော့ထိခိုက်သေးဆုံးမသိရသေးဘူး။မျိုးပပတ်လေးကတော့လက်နက်ကြီးနဲ့အတီ၃ရက်အတွင်းဆဲချက်လောက်တော့ရှန်တန်သူရဲအဲ့ဒီလိုတော့ပြောရမှာပေါ့။အချိန်ကြာလို့အေးဆက်သွားတဲ့အထက်မှာကျွန်တော်တို့တော်လိုင်းမပါဘူး။ဆဲအနာရှင်စနစ် အမြင့်ပြတ်တဲ့အထိဆက်ကျုံးနေဦးမှာဟု Sheu Freedom Comrades YFC မှတိုင်းရှိသူတို့ကပြောဆိုသည် အဆိုမှတိုက်ခိုက်မှုကိုရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးဒရုန်းလှုပ်ရှားယူနေများဖြစ်ကြသော YFC ဝန်ပလီအဖွဲ့နှင့်အတူဖိုင်းမြင်းဆောင်မဟူရာကျွဲတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရှေ့ဦးမြို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။ဆက်လက်ပြီးမုံညင်းမြို့နယ်စနင်းကုန်းရအနီးတူအိုက်တင်တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြား၍လေကြောင်းပစ်ကူများဖြင့်အပြင်းထန်ခုခံနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်မုံညင်းမြို့နယ်အင်းတော်ကြီးကန်အရှိဘချန်စနင်းကုန်းရအနီးတူအိုက်တင်တိုက်ပွဲပြင်းထန်နေပြီးအစမ်းဘက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြား၍လေကြောင်း ောင်းပစ်ကုံများဖြင့်အပြင်းထန်ခုခံတိုက်ခိုက်နေကြောင်း KNY စီရေးသတင်းရင်းမြစ်ကရှန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောကြားသည်ရှမန်နေဇွန်လ12ရက်ညနေ3နာရီခွဲခန့်နဲ့မိုးညင်းမြို့နယ်အင်းတော်ကြီးကအရှိဘတ်ချင်းအင်းတော်ကြီးဝေခါဖကန်လာမိုင်နမ်မောမနာခေါ်လမ်းမိုင်ရှိစနေကုန်းကြီးရွာအနီးတိုင်း KIA KPDF ဖူပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတပ် SNA ပြည်သူစစ်တပ်ဖူပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရသည် တိုက်ပွဲတွင်အချမ်းဘက်စစ်တပ်ဘက်မှဒိကိန့်တိဆုံမှုများပြားသောကြောင့်လေးချောင်းပစ်ကိုများဖြင့်အပြင်းထန်ကူကန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရသည်။အင်းတော်ကြီးကန်အရှိဘက်ချန်စနင်းကုန်းရွာကျော်မှတိုက်ပွဲဖြစ်နေတာဒီကနေ့ညနေ3:00ခွဲဝန်းကျင်လောက်မှပဲအဲ့ဒီနေရာနာတဝိုက်ကိုဂျက်ဖိုက်တာတစ်စီးနဲ့လာပြသွားတာရှိတယ်။ ဒီရက်ပိုင်းအင်းတော်ကန်အရှိန်နမောမနာခေါလန်မိုင်းတိုက်ပွဲမှာစစ်ကောင်စီနဲ့ရှမ်းပြည်ပြည်သူစစ်အရှင်ဖမ်းမိတာတွေရှိတယ်။သူတို့ဘက်ကထိခိုက်သေးဆုံးတာတွေလည်းများတယ်။အဲဒီဘက်တိုက်ပွဲဖြစ်နေတာကလည်းတလာကျော်ပြီးသူတို့ကဖားခန့်တက်လာတဲ့စစ်ကြောင်းပဲအင်းအားကလည်းများတယ်။တလာခွဲကျော်တဲ့အထိစနွင်းကုန်ကျော်ပဲရှိသေးတာ။ KNA KPDF တွေနဲ့တိုက်ပွဲတောက်လျှောက်ဖြစ်နေတဲ့ဟု KNA စီရေးတရင်မြစ်ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်။ အဆိုပါအကြံဖက်စကောင်စီတက်သားများသည်ဘာကံမျိုးတို့အင်းအားလေးရခမ်းမြေချီတန်နေခြင်းဖြစ်ပြီးတလာခွဲကြော်ကြသည့်အထိရှေ့ဆက်တူနိုင်ခြင်းမရှိပေ KIA KPD ရဲ့ပူပေါင်းတပ်ဖွဲ့များ၏ချိန်မုံတက်ခိုင်မှုကိုခုခံနေရခြင်းဖြစ်ကြောင်းတိုက်ပွဲအတွင်းတွင်လည်းအကြံဖက်စသားနှင့် SNP ပြည်သူဆင်များကိုအရှင်းဖမ်းမိထားပြီးလက်နက်ခဲရများလည်းတင်းစီရရှိမှုများရှိကြောင်းသိရှိရသည်အရိဘတ်စစ်ကြောင်းကနေရဘက်ကနေတူလာတဲ့စစ်ကြောင်းထက် sorry ဒါပေမဲ့အရိဘတ်တူလို့မရသေးဘူးစနင်းကုန်းနည်းနည်းပဲကြော်သေးတာအရိဘတ်မလေးလေးချောင်းနဲ့တိုက်တာကတောက်လျှောက်ရှိတယ်အင်းတို့ ကြီးဝေခါဖာကက်လမ်းမိုင်းကစစ်ကြောင်းရဲ့ကမိုင်းနယ်ရဖာကက်လမ်းမိုင်းရဲ့ဆိုပြီးစစ်ကြောင်းနှကြောင်းတပြိုင်တည်းထူတော့အဲ့ဒီအင်တော်ကြီးဘက်ကအဖွဲ့တွေကကမိုင်းဘက်ကစစ်ကြောင်းထက် sorry ဒါပေမဲ့သူတို့ကဘယ်မှမရောက်သေးဘူးဟု KYA စီရေးတရင်မြက်ကရှင်းပြသည်ထူအချမ်းဘက်စစ်ကောင်းစီတပ်သားများနဲ့အတူကမိုင်းနယ်ရဖာကက်လမ်းမိုင်းမှစစ်တပ်စစ်ကြောင်းတွေဖာကက်မြို့နယ်တွင်ရောက်ရှိနေက KYA KB ရဲ့ပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံလျက်ရှိကြောင်းသိရှိရသည်ဆလဘီတဝဲထိုင်းနေဆက်ငရဲနီစကန်ကစစ်ကောင်းစီတပ်သားအလုံးတိုက်ဝဲမဖြစ်ဘဲစ ခန်းစွန့်ထွက်ပြေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းနိုင်ငံရဲ့တနင်္သာရီတိုင်းတဝဲခရိုင်နယ်စပ်မှာရှိတဲ့ငရဲနေစခန်းကစစ်ကောင်စီတပ်သားအလုံးဟာတော်လရင်တပ်တွေဝင်မတိုက်ခင်ကလေးကစခန်းစွန့်ထွက်ပြေးသွားတယ်လို့ KNU တပ်မလေးဘိတ်တဝဲခရိုင်ရဲ့အတွင်းရင်းမှုဗဟုအေနာကပြောပါရယ်။ထိခိုက်နေတဲ့စခန်း body နဲ့စခန်းတွေကိုတော်လရင်တပ်တွေဘက်ကသိမ်းပိုက်ပြီးနော် ငရဲနီစစ်ကောင်စီစခန်းကစစ်ကောင်စီတပ်သားတွေဒီကနေ့မနက်မှာထွက်ပြေးသွားတာလို့ဗတုအေနာကရှင်းပြပါရယ်ပြီးခဲ့တဲ့မေလ9ရက်နေ့မှာထိခိနေဆက်စခန်းကို KNL နဲ့တော်လိုင်းဘူပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုင်းပြီးနောက်တလအကြာရခုလ10ရက်နေ့မှာလဲနေဆက်မြင်းမော်က body စစ်ကောင်စခန်းကို .2566 စခန်းကိုလည်းထပ်မံသိမ်းပိုက်ခဲ့ပါရယ် body စခန်းကိုသိမ်းပြီးနေရအကြာဒီကနေ့မှာတော့ body စခန်းနဲ့ဆက်ရှင်မိုင်းဝေးတဲ့ငရဲနီနေဆက်စခန်းကစစ်ကောင်စီတပ်သားတွေတော်လိုင်းတပ်ဘက်ကမတိုက်ရခိုက်ရသေးပဲသူတို့ဘာသာစခန်းစုံက ထွက်ပြေးသွားတယ်လို့ KNU တပ်မဟာလီဘက်ကဆိုပါရယ်။ကြောက်ပြီးထွက်ပြေးကုန်ပြီ။ဘာမှမတိုက်ဘဲနဲ့ထွက်ပြေးသွားတယ်။တစကံမဲကျွန်တော်တွေသူတို့လေးတည်ပြီးသားပဲကျွန်တော်တို့လာသိရင်လည်းမခုခံနိုင်ဘူးလေလို့ KNU ဘိတ်တွေခန့်ရဲ့အတွင်းရင်မှုဘုတ်အိန်နာကပြောပါရယ်။ငရဲနေစကံဟာလေးထီခီထီထဘော်ဒီစကံတွေနေတူ1998ခုနှစ်မှာမြန်မာစစ်တပ်ကတပ်မဟာလီဌာနချုပ်ကိုသိမ်းပိုက်ပြီးချိန်ကစလို့အထိုင်ချထားတဲ့စကံဖြစ်ပါရယ်။စကံမစုံငင်ကဘန်ဂါရီလက်နက်ကြီးတွေနဲ့စစ်ကောင်စီတပ်သားအင်အား20ကျော်30ဝန်းကျင်လောက်က အခိုင်အမာတက်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့တော်လိုင်းရှယ်ဘော်တွေကဆိုပါတယ်။ဒီကနေ့ငရဲနေစခန်းကစစ်ကောင်စီတပ်သားတွေထွက်ပြေးချိန်မှာထိုင်းစစ်တပ်ဘက်ကလည်းလာကြိုရာနဲ့အကူအညီပေးတာတွေလုပ်ခဲ့တယ်လို့ KNU တပ်မလေးဘက်ကပြောပြချက်အရသိရပါတယ်။ဒီစခန်းစွန်ကသွားရာကြောင့်တဝဲမြို့နယ်နဲ့ထိစပ်နေတဲ့ထိုင်းနယ်စပ်မြင်းတလျှောက်လုံးကို KNU နဲ့တော်လိုင်းပူပေါင်းတပ်တွေကထိန်းချုပ်နိုင်ပြီလေဖြစ်ပါတယ်။ငရဲနေစခန်းရဲ့အပေါ်ဘက်ရှေးဘူးမြို့နယ်ရှေးဘက်ကနေစပ်မြင်းပေါ်မှာတော့စစ်ကောင်စီရဲ့ဒုက္ခစခန်းနဲ့နေအိမ်အောင်စခန်းတို့ကြန့်ရှိနေပါသေးတယ်။ တယ်။ဗိတ်တဝဲခန့်ရဲ့အတွင်းမှုဘရိုအိန်နာကတော့ဒုက္ခစခန်းဟာစခန်းငယ်ပဲဖြစ်တာကြောင့်အချိန်မြင့်တက်ခိုက်သိမ်းပိုင်လို့ရတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါရယ်။တဝဲမျိုးနယ်နေဆက်တဲ့လျှောက်ကစစ်ကောင်းစီစခန်းတွေကို KNL, KNTO ပြင် NUG ကကဲမှုအောက်ကပြည်သူ့ကော်မတီတပ်ဖွဲ့တွေတဝဲပြည်သူ့လူမျိုးရေးတပ် TBLF တို့လို Local PDF တပ်ဖွဲ့တွေနဲ့ drone တပ်ဖွဲ့တွေအားလုံးပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါရယ်။ KNU ရဲ့တပ်မခွနဲ့အောက်က KNL, KNTO တပ်ဖွဲ့တွေနဲ့သူတို့နဲ့ပူးပေါင်းထားတဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့တွေဟာလက်ရှိမှာမြ ို့သုံးမျိုးစက်ကောင်းစီအခြေဆိုင်စကန်6ခုဖြူဟာဆက်စကန်6ခုအပောင်းစကန်ကြီးစကန်ငယ်200နဲ့အထက်ကိုတင်ပိုက်ထားတယ်လို့ ISP မြန်မာကဒီကနေ့မှထုတ်ပြန်ထားတာဖြစ်ပါတယ်